ပိုင်ငါ့ကိုဒီကြောင်လေးလက်ဆောင်ပေးပါလားကျွန်တော်လက်ဆောင်ပေးပါလားဆိုတော့အာစီတူကြောင်တော့မရဘူးကျန်တာယူမတည့်စောင်းဝင်ကန်တော်တော်များများအဲအဲ့လိုပါတော့ပိုင်တော့မှလည်းပါတယ်တခြား location တွေမှလည်းပါတယ်2015လောက်ထဲကဆိုခုမနှစ်က2024ဆိုတော့ 6နှစ်လောက်ရှိပြီကျွန်တော်တို့ကအပြင်မှာခင်တာဆိုတော့ရုပ်ရှင်လောကထဲမှာခင်တာမဟုတ်ဘူးเนาะအပြင်မှာခင်တာဆိုတော့ပိုင်းရိုက်ချိန်တော့မင်းသားဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်အဲ့ချိန်မင်းသားမဖြစ်သေးဘူးအဲရုပ်ရှင်လောကတိုးဆောင်လောကတွေမရောက်သေးဘူးမရောက်ဘဲနဲ့အပြင်မှာပဲတခြားလူတွေလုပ်နေတာဆိုတော့မဆုံးမြတ်တာ6နှစ်ပေါ့ဒီဒီဇလန်းတွေကြာမှာပထမဆုံးပြန်ဆုံးတော့ကျွန်တော်တယောက်တည်းမွေးရမယ်ဆိုကျွန်တော်တာဝန်မြူနိုင်သေးဘူးတရိတ်ဆန်တကောင်ပိုင်းတော့အများကြီးတကောင်တော့မဟုတ်အများကြီးမမွေးနိုင်လောက်ဘူးကျွန်တော် ဒီတူတူလေးချက်မဲ့ဇလန်းတွဲထဲမှာကျွန်တော်ရဲ့ဇက်ကောင်နာမည်ကခန့်ပိုင်ပါခင်ဗျကျွန်တော်ကဒီဇလန်းတွဲမှာတတိယဇန်ရဲ့တငယ်ချင်းမိတ်ဆွေပေါ့နော်တငယ်ချင်းကောင်အဲဒီကာရတာပေါ့ဘယ်လိုမျိုးဇလန်းထဲမှာဘယ်လိုမျိုးလေးလာမလဲဆိုတော့ဒါအခုလွှင့်နေတာ၃ပိုင်းလေးရှိပါပြီဆိုတော့စောင့်ကြည့်ပြီးတော့ပဲကျွန်တော်မစပွိုင်းတော့ပရိသတ်ပဲစောင့်ကြည့်ပြီးကြပါလို့ပြောချင်ပါတယ်ကျွန်တော်နှစ်ပိုင်းနဲ့အပြင်မှာလေခင်းတယ်ခင်းတယ်ဆိုတော့ကျွန်တော်2015လောက်ထဲကခင်းတာ ကျွန်တော်က2014လောက်မှာကျွန်တော်ဆရာကျွန်တော်ဒီမှာမော်ဒယ်တင်တက်ပြီးတော့ကျွန်တော်အဲ့နုပြန်မလုပ်ဖြစ်ဘူးအဲ့ဒီမှာပိုင်ကမင်းသားဖြစ်နေပြီအဲ့ကျွန်တော်အရင်ကခင်တယ်တိုးတော့အဲ့နောက်ပိုင်းမတွေ့ဖြစ်ဘူးအခုဒီဇလန်းတွဲပြန်ရိုက်တော့မှပြန်ဆောင်ဖြစ်တာဆိုတော့ပြန်ဆောင်ဖြစ်တော့လေအခုတငယ်ချင်းနေရပါတော့ဒီဇလန်းတွဲလေးရိုက်ထားတာတစ်နှစ်လောက်ရှိတော့ပြီအမ်စင်းနေမှာအမှတ်တရတွေကများတယ်မမရရပါရှိမလဲ အဲဟိုကျွန်တော်တင်ထားတဲ့ဟာလဲပြည်သက်ကြည့်ပါလေဆိုတော့အဲဘိုင်းကျွန်တော်ထိုးတယ်ဗောနော်ဒါကတော့ဘာလို့ထိုးလဲဆိုတာကတော့လွတ်နေခါကြရင်ကြည့်ပြီးပါတခြားအမတ်တရတွေကသူ့အိမ်မှာကျွန်သူနဲ့သူကတရိษံနေအရင်ချစ်တယ်လေအကောင်လေးမွေးတယ်ကျွန်တော်လည်းအဲ့လိုတရိษံချစ်တယ်သူ့အိမ် ကျွန်တော်တခါမရောက်ဘူးအဲ့ဇလန်းတွေရိုက်တော့မှသူ့အိမ်ရောက်တော့အဲ့ဒီမှာမမရကျွန်တော်အရင်ချစ်တဲ့ကြောင်လေးတကောင်ရှိတယ်အဲသူ့အိမ်မှာရိုက်တိုင်းကျွန်တော်ကျွန်တော်ဆင်းပြီးရင်ကျွန်တော်ကြောင်နဲ့တော်တော်ဆော့ ။ Now 3-4ရက်လောက်ကြာကျွန်တော်တို့ပြောဟောစပြီးပြောတာပါ။ပိုင်ငါ့ကိုဒီကြောင်လေးလက်ဆောင်ပေးပါလား။ကျွန်တော်လက်ဆောင်ပေးပါလားဆိုတော့အာစီတူကြောင်တော့မရဘူးကျန်တာယူ။မတည့်ရ။စောင်းဝင်ကန်တော်တော်များများအဲ့လိုပါတော့ပိုင်တော့ညီမလေးပါတယ်တခြား location တွေမှာလည်းပါတယ်။2015လောက်ထဲကဆိုခုမနှစ်က2024ဆိုတော့6နှစ်လောက်ရှိပြီ။ကျွန်တော်တို့ကအပြင်မှာခင်တာဆိုတော့ရုပ်ရှင်လောကထဲမှာခင်တာမဟုတ်ဘူးနော်။ အပြင်မှာခင်တာဆိုတော့ပိုင်းရအချိန်တော့မင်းသားဖြစ်တယ်ဒါပေမဲ့ကျွန်တော်အချိန်မင်းသားမဖြစ်သေးဘူးအဲ့တော့ရုပ်ရှင်လောကတိုးဆောင်လောကတွေမရောက်သေးဘူးမရောက်ဘဲနဲ့အပြင်မှာပဲတခြားလူတွေလုပ်နေတာဆိုတော့မဆုံးမြတ်တာ6နှစ်ပေါ့ဒီဒီဇလန်တွေကြာမှာပထမဆုံးပြန်ဆုံးတာပိုင်းနဲ့ဆုံးနေတာပထမဆုံးဇလန်တွေပေါ့ဒါလောကစီနီယာကြာကျွန်တော်တို့အခုပိုင်းနဲ့ကပေါ့အရင်ပေါ်ပါတော့ဟိုအလုပ်တွေလုပ်ရတာပေါ်ပါတယ်ကျွန်တော်ရိုက်ဆရာရှိတာပြီးသွားရင်အဲကျွန်တော်ဒီကျွန်တော်နားနေရဲ့ခန်းထဲမှာစကားပြောပြီးစကားပြောပြီး ပြင်းရတယ်လို့မရှိဘူးပြီးတော့ဒီဇလန်းတွေမှာဆင်းတွေကကျွန်တော်ဆင်းအများစုရတယ်ဇန်ရဲနဲ့ခန့်ပိုင်ချိတ်ထားတာများတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်နဲ့ပိုင်နေကျွန်တော်ပိုင်နေတွေ့ရတဲ့အချိန်ကပုံများတယ်ဆိုတော့ရိုက်တယ်ရိုက်ပြီးရင်ကျွန်တော်ပြောစရာတွေကများတယ်ဟိုအချိန်တုန်းကဟိုလိုလေးဒီအချိန်တုန်းကဒီလိုလေးအဲ့လိုမတွေ့ပြတော့အကြောင်းနေတော့ဒီ အနုပညာလောကမှာသူကျွန်တော်သင်ပေးခြင်းတဲ့ဟာတွေပေါ့နော်အဲအဲ့ဒါတွေဆိုလဲသူ sharing လုပ်တယ်အရင်ကောင်းပါဒီဇက်ကားတကားလုံးလာပြီးသွားမပြင်းရတခြားနိုင်ငံလည်းမပေးဘူးတခြားဟာယူလို့ပြောတာသူငွေထားတာတွေမပေးဘူးသူကကျွန်တော်ထပ်ပို့ချင်မှတဲ့တော်တော်ချစ်တာကျွန်တော်ကဟိုဒိဋ္ဌိဆန်မွေးဖို့ဆိုရင်အိမ်ကမွေးထားလို့သာဟောဖြစ်တာအိမ်မှာကျွန်တော်ဟိုလူကြီးမွေးထားလို့သာရှိနေပါဘောနော်ကျွန်တော်တယောက်တည်းမွေးရမယ်ဆိုကျွန်တော်တာဝန်မြူနိုင်သေးဟုဒိဋ္ဌိဆန်တကောင်ဘယ်တော့အများကြီးတကောင်တော့မဟုတ် အများကြီးမမွေးနိုင်လောက်ဘူးကျွန်တော်ဒီဇလန်းတွေမှာကျွန်တော်တို့ဒီညွန့်ပြညူကောင်တွေမှာအများကြီးအားစိုက်ပြီးပေါင်းထားပြီးတော့ဒီက romance drama ဇလန်းတွေလေးဆိုတော့ဟိုလောင်းတာတွေပါတိတ်မရှိဘူးနော်ကျွန်တော်အဲချစ်မယ်အဲ့လိုချိုးချိုးမင်းမင်းဇလန်းလေးပေါ့ပရိသတ်ကိုအဲ့လိုရာသပေးမှဆိုတော့ပရိသတ်ကြီးအားလုံးပဲကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်